AI ကြောင့်ကိုယ်အလုပ်တွေပါဖြစ်သွားမလဲဆိုပြီးစိုးရင်စိတ်တွေရှိနေကြတယ်ဟုတ်အဲ့လိုခံစားနေရတာတယောက်ထဲတော့မဟုတ်ပါဘူးဒါမဲ့တကယ်တမ်းမှာအလုပ်တွေပျောက်သွားတာထက်အများကြီးပိုပြီးရှုပ်ထွေးခဲ့အပြောင်းလဲတွေဖြစ်လာတော့မှာပါကဲဒီအပိုင်းမှာတော့ AI ကကျွန်တော်တို့ရဲ့အလုပ်တွေကိုဘယ်လိုတကယ်ကိုပြောင်းလဲပြင်ပြန်ဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ကဲဒါကတော့လေအခုချိန်မှာလူတိုင်းနှီးပါခေါင်းလေးမှာရှိနေတဲ့မိခွန်းကြီးတစ်ခုပဲနှီးပညာရှင်တွေကနေဆရာဝန်တွေအထိ အမှုပညာရှင်တွေကနေစီရင်ကိုင်းတွေအထိလူတိုင်းသိကျင်နေကြတာကတော့ AI ကငါ့အလုပ်ကိုယူသွားတော့မှာလားဆိုတာပါပဲအဖြစ်ကိုတူတူနဲ့လူရင်းပြောရရင်တော့ဟုတ်ကဲ့ပြောင်းလဲသွားမှာပါဒါပေမဲ့ခဏလေးနော်အစားထိုးခံရတာနဲ့ပြောင်းလဲသွားတာဆိုတာကလုံးဝမတူဘူးအဲ့ဒီကွာခြားချက်လေးကပဲအရေးကြီးဆုံးပဲကဲဒီဂိမ်းကနန်းကိုတစ်ချက်ကြည့်လိုက်စမ်းပါ1016ထဲမှာ964ဟင်းဒါကဘာကိုပြောနေတာလဲဆိုတော့ သူတို့တီတီကလေအလို့အကိုင်မျိုးစားတထောင်ကျော်ကို လေးလာကြည့်လိုက်တဲ့အခါမှာအဲ့ဒီတဲက964ဟုက AI ရဲ့စွမ်းဆောင်ရည်တွေနဲ့တနည်းအားမို့တနည်းအားမှာသွားပြီးထပ်နေတာကိုတွေ့ရတယ်။ဆိုလိုတာကဒါဟာအလုံးနေနေလေးကိုပဲထိခိုက်မှာမဟုတ်ဘူး။အားလုံးဒီတော့ကို လာပြီးတော့ထိမှာ။ညစွားခင် AI ဆိုရင်ဆက်ယုံအလုံးတမားတွေထပ်တလဲလဲလုပ်ရတဲ့အလုပ်တွေပဲထိခိုက်မယ်လို့တွေးမိကြတယ်ဟုတ်။အဲ့ဒီတွေးကိုခဏရက်လိုက်ပါ။တကယ်တမ်းသူတိတနာတွေကပြနေတာက လဆာကောင်းတဲ့ဖန်တီးနိုင်စွမ်းလိုတဲ့ပညာတတ်တဲ့အလုပ်တွေကို AI ကပို့ပြီးတော့တောင်တက်ရောက်မှုရှိနေတယ်တဲ့တကယ်ပြောတာတက္ကသိုလ်ကပမောခနေတော့မှအထိခိုက်နိုင်ဆုံးအလုပ်20ဇင်းထဲမှာပါနေတယ်ဒါဆိုအလုပ်အားလုံးနှီးပါပြောင်းတော့မယ်ဆိုရင်အဲ့ဒီအပြောင်းလဲကဘလို့ပုံစံမျိုးဖြစ်လာမှာလဲကဲပထမပိုင်းမှာဒီမိခုံးကိုပဲအဓိကထားပြီးကြည့်သွားကြရအောင်ဒီကိစ္စကိုရှင်းရှင်းလင်းလင်းမြင်သွားဖို့အရေးကြီးဆုံးအချက်ကကျွန်တော်ရဲ့တွေးခေါ်ပုံကိုနည်းနည်းလေးပြောင်းချိဖို့ပဲ။ AI ကအလုပ်တစ်ခုလုံးကိုအစားထိုးနေတာမဟုတ်ဘူးဗျာ။အဲ့ဒီအလုပ်ထဲမှာရှိတဲ့အလုပ်တာဝန်လေးတွေကိုပဲပြောင်းလဲနေတာ။ဒါကတိတိလေးလို့ထင်ရပေမဲ့တကယ်တမ်းမှာအကြီးကြီးကွာသွားနေ။တမိုင်းကိုပြင်ကြည့်လိုက်လေ။ဥပမာ spreadsheet စီပေါ်လာတော့စာရင်းဂိုက်တွေအလုပ်ပြုတ်သွားလား။မပြုတ်သွားဘူး။သူတို့လောက်နေရတဲ့ကဏ္ဍတွေချက်ခုချင်းကြီးထိုင်ရိုက်နေရတဲ့ညီငွေဆရာကောင်းတဲ့အပိုင်းကိုပဲ special ကအစားထိုးပေးလိုက်တာအခု AI ဒါလည်းအဲ့ဒီလိုပဲဗျကျွမ်းကျင်ပညာရှင်တွေကိုလာအစားထိုးမှာမဟုတ်ဘူး တို့လုံနေရတဲ့အလုတ်တာဝန်တချို့ကိုပဲလာပြီးတော့ပြောင်းလဲပေးမှာ။ Okay ဒီလိုအလုတ်တာဝန်ဒီကိုအတိအကထားပြီးစဉ်းစားလိုက်ခြင်းအပြင် AI ရဲ့အကျိုးတရားမှုကိုပို့ပြီးတော့တိတိကျကျမြင်လာနိုင်တယ်။ဆိုတော့ဒုတိယပိုင်းမှာအဲ့ဒီအကြောင်းကိုပဲဆက်ပြီးဆွေးနွေးကြည့်ကြရအောင်။ Boston Consulting Group ကလည်းစိတ်ဝင်စားဖို့ကောင်းတဲ့စံတမှုခုလုပ်ခဲ့တယ်။သူတို့ကအတိုင်းမင်ကောင်ကြီးကို T20 ရတဲ့အလုပ်တွေပြေးပြီးအဖွဲ့တစ်ဝက်ကိုတော့ GPT-4 သုံးခိုင်းလိုက်တယ်။ရလကပ်ဘလို့ဖြစ်မလဲထင်တဲ့အတိုင်းပဲ။ AI ထုံးတဲ့အဖွဲ့ကအလုပ်တွေအများကြီးပုံမြန်သွားလဲပြီးတော့သူတို့လှုပ်ဆွလာတဲ့အလုပ်ရဲ့အရေးအသွေးကလည်းပိုကောင်းနေလို့အကြေဖြတ်ခံရတယ်။ဒါပေမဲ့ဒီစထဲမှာအလေအပြောင်းလေးတစ်ခုရှိနေတယ်။သူတီတီတွေကလည်းအဲ့ဒီအလုပ်တွေထဲမှာ AI လုံးဝမဖြစ်ရှင်းနိုင်တဲ့ပြဿနာတစ်ခုကိုတီတီလေးထည့်ထားခဲ့တယ်။အဲ့ဒီမှာတင် AI သုံးတဲ့အတိုင်ပင်ခဲနေက AI မသုံးနေသူတွေထက်စွမ်းဆောင်ရည်၄၀ရာခိုင်နှုန်းလောက်ပိုဆိုးသွားရော့။အင်းဘာလို့ထိသွားတာလဲ။အဲ့ဒါကို The Jagged Frontier လို့ခေါ်တယ်။ င်မလို့ဆိုရင်တော့မညီညာတဲ့စွမ်းဆောင်ရည်နဲ့နီမိတ်ပေါ့ဆိုလိုတာက AI ရဲ့စွမ်းဆောင်ရည်ကမြင်းဖြောင့်တကြောင်လို့မဟုတ်ဘူးတောင်နန်းကြီးတကူလိုပဲခြွန်ထွက်နေတဲ့တောင်ထိပ်တွေရှိသလိုနတ်ရှိုင်းနဲ့၆ကမ်းမားလေးလည်းရှိတယ်အဲ့ဒီဘက် AI ဟာအလုတ်တချို့မှလူထက်တောင်တော်နေပေမဲ့အဲ့ဒီအလုတ်နဲ့နင်းနေလေးပဲกว่าတဲ့စင်တူသလိုထင်ရတဲ့တခြားအလုတ်တခုမှတော့လုံးဝကိုကြာရှုံထွားနိုင်တယ်ဆိုတာပဲအဲ့ဒီ BCG လေ့လာမှုမှာဖြစ်တော်တာက falling asleep at the wheel လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာထောင်ချောက်တစ်ခုတည်းကြာတော့တာပဲကားမောင်ရင်အိပ်ပြော့ဖော်ရမျိုးပေါ့ AI ကအလုပ်တော်တော်များများမှအရန်ကောင်းနေတဲ့အခါကျွန်တော်တို့ရဲ့ဦးနှောက်ကအားကိုးစိတ်ဝင်လာပြီးပြင်သွားရောဝေဖန်ပိုင်းချစဉ်းစားလာမျိုးမလုပ်တော့ပဲ AI ပေးတဲ့အဖြေကို message မိတ်ပြီးယုံလိုက်တဲ့အခါအဲ့ဒီ jacket frontier ရဲ့ချောက်ထည်ကိုပြုတ်ကျသွားနိုင်တဲ့အမားကြီးတွေဖြစ်လာတော့တာပဲဒါဆိုရင်အဲ့ဒီ jacket frontier ကိုဘယ်လိုထိန်းချုပ်မောင်းနိုင်မလဲကားမောင်ရင်အိမ်မပြောတော့ဘယ်လိုလုပ်ရမလဲ ဟုတ်ပြီတတိယပိုင်းမှာတော့ AI ကိုလက်ဖော်ကင်ဖက်ကောင်းတောင်လို့ဘလို့လက်တွေ့ကြကြအတုံးချမလဲဆိုရဲနီလန်းတွေကိုလေ့လာကြည့်ကြမယ်။ကိုယ့်ရဲ့အလုပ်ဒါဝင်တွေကိုခွဲကြည့်ဖို့လွယ်လွယ်ကူကူမူပေါင်းတစ်ခုရှိတယ်။ပထမတစ်ခုကကိုယ့်ဘာသာပဲလိုအပ်မဲ့အလုပ်တွေ။ဒါတွေက AI အတုံးမဝင်နဲ့ဒါမှမဟုတ်လူသားတယောက်ရဲ့ဆုံးဖြတ်ချက်မဖြစ်မနေလိုအပ်တဲ့အလုပ်မျိုးလေးပေါ့။ဒုတိယကလွှဲအပ်လို့ရတဲ့အလုပ်တွေ။ဒါကတော့ AI ကိုလုတ်ခိုင်းပြီးကိုကတည်ကြပြန်ဆေးရမယ့်အလုပ်တွေပေါ့။ ညီငွေဆရာကောင်းတာတွေအချင်းကုန်တာတွေပေါ့နောက်ဆုံးကတော့အလိုလျောက်လှဲထားလို့ရတဲ့အလုပ်တွေဒါကတော့ AI ကိုလုံးဝယုံကြည်ပြီးလွှဲထားနိုင်တဲ့အလုပ်တွေလောလောဆယ်တော့ရှားသေးပေမယ့်နောက်ပိုင်းတိုးလာမှာပါ AI နဲ့အတူတူအလုပ်လုပ်တဲ့အခါမှာပုံစံနှမျိုးရှိတယ်လို့ပြောလို့ရရင်ပထမတစ်ခုက center ပုံစံ center ဆိုတာတနေရာရီထဲကလူတစ်ပိုင်းမြင်းတစ်ပိုင်းဆက်တဝါလေးဒီမှာတော့လူကဦးနာ AI ကခြေထောက်တည်လို့ပဲလူကမလုပ်ရမလဲဆုံးဖြတ်တယ် AI ကအဲ့ဒီဆုံးဖြတ်ချက်အတိုင်းသူကျွမ်းကျင်တဲ့အပိုင်းတွေကိုလုပ်ပေးတယ်။ဒုတိယကစိုင်းဘောပုံစံ။ဒါကတော့လူနဲ့ AI ကပို့ပြီးနက်နက်ဆိုင်ဆိုင်ပုံဆက်ထားတာ။အလုပ်တစ်ခုကိုလုပ်နေရင်လည်းအပြန်ပြန်အလန်လန်ကူညီလှုပ်ဆောင်ကြတဲ့ပုံစံမျိုးပေါ့။ကဲဒါကိုပဲကနေစလုပ်ရမလဲ။ရိုးရှင်းတဲ့အစင်ထုံးစင်ပဲရှိပါတယ်။အစင်တိကိုအလုတ်ရဲ့ jacket frontier ကပါလဲဆိုတာသိဖို့ AI ကိုအလုတ်တိုင်းမှာဆံပြီးတော့တုံးကြည့်ပါ။သူဘာတွေလုံနိုင်လဲဘာတွေမလုံနိုင်လဲဆိုတာမြင်လာလိမ့်မယ်။အစစ်နဲ့ စင်တာတယောက်လိုစလုပ်ပါ။ကိုကြီးငွေတယ်လို့ထင်နဲ့ဒါပေမဲ့စစ်စဲရလွယ်တဲ့အလုပ်လေးလေးကို AI ကိုလွှဲကြည့်ပါ။အစင်၃စိုက်ဘောပုံစံကိုဖြည့်ဖြည့်ချင်းကူပြောင်းပါ။အလုပ်လုပ်ရတဲ့ခက်ခဲတဲ့အပိုင်းလေးတွေအကြံဉာဏ်လိုတဲ့နေရာလေးတွေမှာ AI ကိုကူညီတောင်းကြည့်ပါ။ဒါရီအားလုံးကနောက်ဆုံးတော့ကျွန်တော်တို့ကိုဘလို့အနာဂတ်စီကိုခေါ်ဆောင်သွားနေရလဲ။ကဲနောက်ဆုံးအပိုင်းမှာတော့ကျွန်တော်တို့ရွေးချယ်ရမယ့်အနာဂတ်အကြောင်းကိုပုံကြီးချက်ကြီးကြည့်ကြရအောင်။လန်ကလန်ကတော့အစိုးမြင်ဘက်ကိုဦးတည်နေတဲ့အနာဂတ်ပေါ့။ အဲ့ဒီအနာဂတ်မှာဆိုရင်ဒီစနစ်ထဲမှာအလုပ်ရဲ့ကဏ္ဍအတိုင်းကို AI ကစောင့်ကြည့်ထိန်းချုပ်ထားပြီး algorithm ကအဓိကတာဝန်ယူထားတယ်ဆိုတဲ့အတိုင်းပဲလူတွေဟာစက်ရံထေအားကြီးထဲကဆက်သွားလေးတွေလိုဖြစ်လာပြီး algorithm ကပဲအားလုံးကိုအုပ်စိုးနေတော့မှာဒါပေမဲ့မျော်လင့်စရာကောင်းတဲ့နောက်လန်းတလန်းလေးရှိပါသေးတယ်အဲ့ဒီအနာဂတ်မှာတော့ကိုယ်အလုပ်ရဲ့အဆိုးဆုံးအပိုင်းတွေကို AIC လွှဲပေးလိုက်တဲ့အတွက် ကောင်းတဲ့အရာတွေကိုပဲအားလုံးစိုက်နိုင်မှာပါကြံရှိတဲ့အလုပ်တွေကပိုပြီးအသိပေးရှိလာနိုင်မှာပါတဲ့ ဆိုလိုတာကငင်းငွေဆရာအလုပ်တွေကို AI ကယူသွားပြီးကျွန်တော်တို့အတွက်ပိုပြီး fancy နိုင်ဆွမ်းရှိတဲ့ပိုပြီးအတိတ်ပဲရှိတဲ့ပျော်စရာကောင်းတဲ့အလုပ်တွေပဲကြံခဲ့အောင်မှာလမ်းနဲ့တွေကတော့ကျွန်တော်တို့ရှေ့မှာရှင်းရှင်းလင်းလင်းရှိနေပြီးဤပညာကလည်းအသင့်ပဲဆိုတော့အရေးကြီးဆုံးမေးခွန်းကဒါပဲကျွန်တော်တို့တွေကဒီဤပညာကိုသုံးပြီးတော့ဘယ်လိုလုပ်ငန်းခွင့်မျိုးကိုတည်ဆောက်ချင်ကြတာလဲအဲ့ဒီအဖြေကတခြားသူတွေရှိမှာမဟုတ်ဘူးကျွန်တော်တို့အားလုံးရဲ့လက်ထဲမှာပဲရှိနေပါတယ်